တွေကတော့ဆက်နဲ့အရင်ပြင်ရလာလို့ရှိတာပေါ့နော်သူတို့ကတော့အဲ့လိုမျိုးတွေရမဟုတ်သူတို့က vocal force နဲ့ commissar သူဆိုတော့အများကြီးလွတ်ပြရမလို့ဒီတချင်းလေးကတော့လူငယ်တွေတော်တော်ကြိုက်မဲ့တချင်းလေးပေါ့နော်လက်တွေ့မှာလည်းရှိနေရဆိုတော့အာသူလေးအတွက်ပေါ့နော်အဲအဲ့လိုမျိုးတစ်ဖက်သက်ရှိရတူဆိုဖီးဘူးပေါ့အဲအဲ့လိုလေတော်တော်ကောင်းစားရတော့တစ်ဖက်သက်ချက်ဘလို့လဲပေါ့အဲ AI ကိုလည်းမေးတယ်ဘလို့လဲတစ်ဖက်သက်ချက်ကပေါ့နော် AI ပြောတာတွေကြတော့လေ ခါလေကြရင်ဂျင်းနေပါတတ်တယ်တော့အာဒီတိုင်းပဲပြန်ပြီးတော့ဟိုဟာလုပ်ရတာပေါ့ improvise ပြန်လုပ်ရတာပေါ့ဝိကျွေးဆိုရင်ကြည်ပါဆိုတဲ့ချင်းလေးပေါ့နော်အဲ့တချင်းလေးကတော့ချစ်ရတဲ့သူပေါ့နော်ဒါပေမဲ့လည်းသူ့မှာသူချစ်ရတဲ့သူရှိတဲ့အခါကျတော့ လိုပဲရှင်နေမှာပဲပေါ့နော်ချိန်ပြီးတော့ခံစားပြီးတော့တဖတ်တက်ချက်ပေါ့ပြောရမစင်အဲ့ဒီချင်းလေးကိုပေါ့နော်ပုံပေါ်ထားတာပါလို့အမှတ်တရလေးရတော့ပေါ့နော်အစတော့တချင်းနေရတော့ရှိတယ်ပေါ့နော်အခုအချင်းလေးကြောင်းကြောင်းကြောင်းပေါ့နော်မလုတ်ဖြစ်တာလည်းကြာပြီဒါပေမဲ့ဆက်ချစ်ကစစ်စစ်နဲ့တချင်းလုတ်တင်နေပေါ့နော်ဒီတိုင်းမနေနဲ့ဆိုရခါမှာအဲ့ဒီတချင်းလေးလုတ်ဖြစ်တယ်ပေါ့နော် ဟိုချစ်စုလို့နော်သူ့အမျိုးသားဆလာရှူဘန်ဆိုရလဲဟိုကြောသားတပြည့်လူဖြစ်နေတာလေအဲသူက PTR မှာလဲကျွန်တော်ရဲ့ IC မှာရောအဲ့လိုဆယ်စုနှစ်ကျော်အထိသူအလုပ်လက်တွဲလုပ်ခဲ့တယ်ဆိုတော့ရရင်နေနေတာပေါ့နော်အဲ့လိုသူတို့အိမ်အောင်ကြားတဲ့ခါကျတော့လဲသူကဆိုတော့ဆိုတော့အဲသူကတချင်းဆိုတဲ့အခွေပိုင်းထုတ်တယ်သူတို့ကတက်နေတဲ့လောက်ကိုသားသမီးတွေကိုတူတူမတွေဖြစ်နေတော့ပံ့ပိုးပေးတဲ့သဘောပေါ့နော်သူတို့ကြတော့လည်းကဲပါရမီရှိတဲ့လူတွေဆိုတော့ကျွန်တော်တို့ပံ့ပိုးပေးရတယ်အကျိုးရှိတာပေါ့နော် ် MYC ban ပေါ့နော် MYC ban လို့လည်းပြောလို့ရတယ် never see time ban လို့လည်းပြောလို့ရပါတယ်အဲအဲ့ဒီပေါ့ကျွန်တော်တို့ဖွဲ့လေးရနေပြီးတော့တိခတ်ပြီးတော့ MTV ကိုရိုက်ကူးရေးပေါ့နော်အဲ့လိုမျိုးပါဝင်ပြီးကြတာပေါ့တနေ့နဲ့ဘက်ကမင်းသားပါလို့ပြရနော်မင်းသားမင်းသားလည်းဘလောက်ပန်းဒီနေ့ကတော့ငလေးကအာမချစ်စုရဲ့တခြင်းအစ်စ်ကောင်းလေးပေါ့နော်တခြင်းကောင်းအစ်စ်လေး ဝစ်ကျွေးဆိုကြည်ပါဆိုတဲ့သချင်းလေးကိုရိုက်ကူးရေးဥဆောင်ပြီးတော့ရိုက်ပေးနေတာပါမာချစ်စုကိုလည်းအားအားပေးခြင်းလဲဘာလို့လဲဆိုတော့ဒါတခါလေကြာရင် confidence မရှိတတ်ဘူးလေနော်ဘာလို့လဲဆိုတော့နားလဲပါတယ်ဒါလည်းဟိုဘယ်လိုပြောမလဲကိုရီးယားပရိသတ်ရှင်မထွက်တာကြာတော့အဲပြီးတော့နည်းနည်းပွားပွားလေးလဲပြောင်းလဲသွားတာကြီးလဲရှိတယ်တခါလေကြာရင်သူ confidence မရှိရည်ဖြစ်တတ်တယ်ပေါ့လေအဲဒါမဲ့မာချစ်စုတော့ပြောတယ်ဘာမှဖြစ်နဲ့ချာချငယ်လေးလဲထာတိရလေဆိုတော့ကောင်းကောင်းလေးတွေအဲ အလားဆုံးနေရိုက်ကူးထားပေးပါတယ်လို့ဒီတရားတော့အတိုင်းမသိပါလို့ဘာဖြစ်လို့လဲဆိုတော့ဟိုဆက်ချစ်ကိုယ်တိုင်ရလဲပေါ့နော်အချင်းလေးလောက်ပါလားလို့ပြောတဲ့အချိန်မှာတကယ်အားတက်တယ်ပြီးတော့အခုရိုက်ကူးရေးဆိုလို့ရှိရင်လည်းရေလေးကဟိုတကုဆိုဝိတာစားရမှာစားကိုကိုကိုတည်ရမှာဆောင်းတာပြောသလိုပေါ့ confidence မရှိတော့ဘူးဘာလို့ဆိုတော့အရင်လိုပုံစံလည်းမဟုတ်တော့ဘူးလေပြောင်းကုန်ပြီဆိုတော့အာရေလေးရတယ်မမအခုခေတ်ကအဲ့လိုမျိုးမဟုတ်တော့ဘူးပေါ့နော်အဓိကကိုကကိုရဲ့ဒီတချင်းလေးတွေပေါ့နော် ြိသက်သိအောင်ခြားပြဖို့လိုတယ်ပေါ့နော်ဆိုတော့ဟိုအဲ့လိုမျိုးကြတော့အားလင်းတက်လာတယ်ပေါ့နော်ဆိုတော့တချင်းလေးကိုလည်းတေးချာရှဲအခုဆိုငွေလေးဆိုတေးချာလေးစကဟိုပါလေးစတစ်လေးတွေဆွဲပြီးတော့မှတေးချာလေးလှုပ်ပြီးတယ်ပေါ့နော်ဒီတချင်းလေးကလည်းပြိသက်တွေနားထောင်မိမယ်ဆိုလို့ရှိရင်ပေါ့နော်တကယ်ပဲရင်းနေရောက်မဲ့တချင်းလေးတစ်ပုဒ်ဖြစ်မယ်ဆိုတော့မျောလင်းမိရပါတော့ဒါတွေအားလုံးထွက်လာလို့ရှင်အားပေးဖို့လဲပေါ့နော်ပြိတ္တတွေပြောချင်တယ်ပေါ့နော် ညာရှင်တယောက်ကတကယ်တော်တဲ့ပါရမီရှိတယ်ဆိုတယောက်ကဘယ်လိုခေါ်မလဲသူပထမဆုံးကြိုးစားပြိဿကိုချပြတဲ့အရာကခါကြအရာမထင်တာမျိုးဖြစ်တတ်ဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့ကိုကအမြဲတမ်းကြိုးစားသွားပြီးတော့အမြဲတမ်းဒီမြင့်ပညာကိုအဆက်မပြတ်လုပ်နေမှဆိုရင်အများပြောနေကြတဲ့စမ်းဆိုတဲ့ဟာပေါ့နော်ဒါအဲအချိန်ခါတစ်ခုကိုစောင့်ရတယ်ပေါ့အဲအချိန်သူ့ရဲ့အချိန်ရောက်လာရင်တော့သူဘယ်သူမှဆွဲတာဆွဲထားလို့မရဘူးပေါ့နော်ဒါပြိဿက လောလောကလက်ခံနေပေါ့နော်အဲ့အချိန်ကတော့သူရောက်လာမှာပဲသူကတော့ကျွန်တော်တို့ဒီခရိယန်လောကမှာတော့သူကနာမည်ရှိပြီးသားပေါ့နော်ဒါပေမဲ့အပြင်လောကမှာလည်းသူအသိတဲ့လူတွေရှိတဲ့သူတွေရှိပါတယ်ဒါပေမဲ့အဲ့လိုမျိုးဘယ်လိုကောင်းလဲအရင်ဘယ်လိုကောင်းလဲထင်းထင်းပေါ်ပေါ်ဖြစ်ဖို့ဆိုတာကတော့အဲ့လိုအမြဲတမ်းလောက်သွားဖို့လိုတယ်ပေါ့နော်အရေးချင်းရှိတဲ့အတွက်ကြောင့်မလို့ဒါလည်းကျွန်တော်တို့ကတော့အမြဲတမ်းအားပေးရတယ်ပေါ့ဒါတွေကသူစမ်းရှိတဲ့အချိန်မှာဘယ်လိုကောင်းလဲပြိဿလက်ခံတဲ့အချိန်မှာပေါ့နော် ကျွန်တော်တို့အမြင်ကတော့အဲဒီပြိဿလက်ခံတဲ့အချိန်ကတော့ဆွဲထားလို့မရဘူးကြောက်လာမှာပဲပေါ့နော်အော်ဒီယိုဘိုင်းနဲ့ကျွန်တော်ကလုပ်တယ်ဆိုတော့ဟိုလူတွေအကြောင်းကိုသိတယ်လေအဲလိုတချို့တွေကတော့ဆက်နဲ့အရင်ပြင်ရတာမျိုးရှိတာပါခင်သူတို့ကတော့အဲ့လိုမျိုးတွေရမှာမဟုတ်ဘူးသူတို့ကဒီ vocal force နဲ့ computer သူဆိုတော့အများကြီးလုပ်စရာမလိုဘူးသူတို့ကဟိုအဲ့လိုမျိုးဘာမှအရင်ပြုတ်ပြင်စရာမလိုဘူးပေါ့နော် အဲ့လိုအဲ့ဆိုတော့အညာကြီးကျွန်တော်တို့ကကြိုက်တယ်စိတ်တန်းကြစိတ်တန်းကြမချီဆူတခြင်းရိုက်တာဒါဆိုရင် love song ရိုက်တာနှစ်ပုတ်မြောက်ပေါ့နော်ဆိုတော့ love song အရင်တော့တော့ gospel တွေပဲရိုက်ပြီးဖြစ်တယ်ဟို love song နဲ့ gospel နဲ့ရိုက်တာကြတော့ဟို secret တွေကအစကွာတယ်ပေါ့လေနော်အဲဆိုတော့ဒီဘက်မှာကြတော့လေဟိုအငားခံစားပြီးတော့ရေးလိုက်ရတာရေးတယ်တခါတလေရှိတယ်အဲအဲ့လိုမျိုးပေါ့လေအခုအခုတခြင်းဆိုရင်လည်း အဲတဖက်သက်အချစ်ဖြစ်တဲ့အတွက်တော်တော်ကောင်းစားရတော့တဖက်သက်ချစ်ဘလို့လဲပေါ့အဲ AI ကိုလည်းမေးတယ်ဘလို့လဲတဖက်သက်ချစ်ကပေါ့နော်အဲအဲဒါမဲ့လည်းနောက်ဆုံးတော့လည်းအဲဘလို့ပြောမလဲအဲရှာဖွေရှာဖွေရင်းနဲ့တဖက်သက်ချစ်ကိုရသွားတယ်ပေါ့လေအဲဆိုတော့ဒီဇလန်အခုရိုက်ထားတဲ့ဟာဟို twist လေးပါအဲအထွက်ရင်တော့စောင့်ကြည့်ပေးပေါ့လေနော်မချူဆူတရုတ်ဆောင်တာလေတကယ်ဟို ဟိုသူကစီနီယာကြတာပေါ့လေငယ်လေးငယ်လေးထပ်ထပ်စီနီယာကြတာမချေစုကအာဆိုတော့သူကဟိုဘာမှပြောပြရစရာမလိုတိတ်မလိုအဲမချေစုမချေစုကဟိုလွမ်းနေတာနော်လို့ပြောလိုက်ရင်အဲလွမ်းနေဆိုတော့အဲဒီဆက်ကိုသူကသိကြရအဲလိုရောနော်မင်းသမီးတော့လှုပ်စီချင်တာပြောရဲ limit is limit အတွင်းမှာ story ကိုလည်းပေါ်အောင်ရိုက်ပြရမှာဆိုတော့အဲဒီခါလေးကျတော့ ဟိုလမ်းပြောက်တာလေးရှိရပါဘောเนาะအဲဆိုတော့ AI ကိုအဲ့လိုမျိုးလေးမေးကြည့်ရပါဘောဒါမဲ့ AI ပြောတာတွေကြတော့လေဟိုတခါလေကြရင်ဂျင်းနေပါတတ်တယ်တော့အာဒီတိုင်းမဲ့ပြန်ပြီးတော့ဟိုဟာလုပ်ရတာပေါ့ improvise ပြန်လုပ်ရတာပေါ့ ကိုကတော့တစ်ဖက်သက်အချစ်တာတော့မရှိဘူးပေါ့နော်ဒါမဲ့ဒါမဲ့ဟိုဒါမဲ့ခခနဲ့အညီသွားရမယ်ဆိုလို့ရှိရင်တော့ဒီတချင်းလေးကတော့လူငယ်လေးတော်တော်ကြိုက်မဲ့တချင်းလေးပေါ့နော်ဟောဆိုဒီလူငယ်ကြီးဈားထဲမှာဒါလေးတွေကအရင်အခုကဟိုကိုရီးယားကားတွေပါလေလေးတည်ရမလားအဲ့လိုဇလန်ရဲလေးတွေမှာလည်းဒါမျိုးလေးတွေကလည်းရှိနေရဆိုတော့လေလက်တွေ့မှာလည်းရှိနေရဆိုတော့အာသူလေးအတွက်ပေါ့နော်အဲအဲ့လိုမျိုးတစ်ဖက်သက်ရှိရတူတူ feel ပေါ့အဲလေလေကိုလည်းကြိုက်တယ်ပေါ့နော် ပြိသက်တွေကိုပြောချင်တာကတော့နော်သူတိသက်ရှင်ချစ်စုရွှေပေါ့နော်အခုအစ်စ်ထွက်မဲ့သချင်းလေးကိုနားထောင်ပြီးတော့ဝေဖန်ပြီးတော့ဒီလိုမဲ့ကိုခန်းစားရတဲ့အတိုင်းအားပေးပါလို့ဘာဖြစ်ဆိုတော့ကျွန်တော်တို့ကတော့ကြိုက်တယ်ပေါ့နော်ဟိုငင်းငယ်လေးဆိုရင်လည်းသူ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 ကအလုပ်လုပ်နေတော့သူကဟိုကျွန်တော်နဲ့တိတ်တော့မတည့်ဘူးမတည့်ဘူးဆိုတာအဲ့လိုမျိုးသူကအရင်ထက်နေတော့လေအဲ့လိုပြောရင်ဆိုသူကအဲ့လိုမျိုးဆိုတော့ဒါပေမဲ့သူအလုပ်တဲ့အခါကျတော့အဲ့လိုအတိအကျလေးရေးထားပုံမှန် ကျွန်တော်ဆိုရင်ဂီတာတီးရင်သူများတွေဆိုရင် တခါလေးအချာကြီးရိုက်ရတယ်ဒီတပုတ်ကိုပဲအခေါက်30 40လောက်ဆိုတော့ကိုကမခံနိုင်တော့ဒါပေမဲ့သူတို့ကကြာတော့ music လေးနားလေးတဲ့ခါကျတော့ဒီနေရာမှာရိုက်မယ်ဆိုကွက်တီအဲ့လိုမျိုးဆိုတော့အဆင်ပြေတယ်ပေါ့နော်။အားပြပြောဒီဟာဟိုပြောချင်တာတော့ဒီသချင်းလေးကိုအားလုံးအင်းလိုက်အားနဲ့ကျွန်တော်တို့ဖန်တီးထားတဲ့နေရာလေးကိုပြည်သက်တွေဆက်လက်ပြီးတော့အားပေးပါလို့အဲ့သချင်းလေးထွက်ရင်လည်းကြည့်ရှုပြီးတော့ဝေဖန်ပေးပါလို့ အရင်တော့ကတော့တချီလေးအအခွေနှစ်ခွေထွက်ထားတယ်ပေါ့နော်ငါစိတ်ကူးငိုက်မဲ့ဆိုတဲ့ album လေးရေနောက်ပြီးတော့အ fashion ဆိုတဲ့အခွေလေးပေါ့နော်အတချင်းခွေနှစ်ခွေထွက်ထားတယ်ပေါ့နော်ပထမဆုံးအခွေငါစိတ်ကူးငိုက်မဲ့မှာတော့ဆချင်းမီစင်ပေါ့နော်လုတ်ပေးထားတာဖြစ်တယ်ဂျားထဲမှာအဲ့လိုတပုတ်စတပုတ်စလေးလည်းထွက်ထားတာရှိရေပေါ့နော်ဒါကတော့ဒီ cubic နောက်ပိုင်းမှာမှပြန်ပြီးတော့ပထမဆုံးပြန်လုတ်ဖြစ်တဲ့တချင်းလေးပေါ့နော်ဝေကျေးစုကြည်ပါဘာအငယ်လေးကတော့ အာကုညီပြီးတော့အာရိုက်ကူးထားပေးတယ်ပေါ့လေနော်အဲဆိုတော့ငယ်တေးရဲ့ဇလန်လေးရောမချစ်စုရဲ့တခြင်းလေးရောအာပေါင်းဆက်ထားတာအာပိတ်သက်တွေကြည်စေချင်ပါတယ်လို့ဆိုတော့စောင့်မျှော်ပြီးတော့အားပေးပြီးဖို့ပြောချင်ပါတယ်ကျေးဇူးပါကျေးဇူးပါရှင်ကျေးဇူးတင်ပါတယ်